န္တလေးတိုင်းမြင်းချံခရိုင်ငထိုးကြီးမြို့နယ်ဝဲလူရဲစခန်းတိုက်ပွဲမှာပြင်းထန်နေပြီးနှစ်ဖက်တည်းအထိခိုက်ကြဆုံများပြားနေသည့်အပြင်စစ်ကောင်စီရဲ့လေကြောင်းမှပုံကျတိုက်ခိုက်မှုတွေကိုလည်းဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်။2025ခုနှစ်မေလ15ရက်ရမန်နေ့ကငထိုးကြီးရှိဝဲလူရဲစခန်းကိုဒေသခံတော်လှန်ရေးအစုတွေဝင်ရောက်တိုက်ခိုက်ရာမှာတိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဝဲလူရဲစခန်းကိုဝင်တိုက်ရာကနေတိုက်ပွဲဖြစ်ပွားတာပါနှစ်ဖက်လုံးတိုက်ခိုက်ကြဆုံးနေရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်တအူးက PPN ကိုပြောပါတယ် ကြပြင်းစစ်ကောင်စီအနေဖြင့်ဝယ်လူရဲစခန်းကိုတမကဝယ်လူရရင်းနဲ့ဘုံကြီးချောင်းတွေကိုပါလူချောင်းကနေတိုက်ခိုက်တာမျိုးတွေရှိနေတယ်လို့ဒေသခံရော်သားတအူက VPN ကိုပြောပါတယ်။အဆိုပါဝယ်လူရဲစခန်းတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့တရားဥပဒေနဲ့မိထီလာလူချောင်းအတက်တင်လေတဲစခန်းဌာနချုပ်မကွေးလေတဲစခန်းဌာနချုပ်တို့မှာအလဲကျပုံစံနဲ့တက်ပြီးလူချောင်းတိုက်ခိုက်မှု15ကြိမ်ထဲမှနေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်ထိစစ်ကောင်စီအနေဖြင့် ဝိုင်တွဲပုံကျဲလေး MI35 ရဲ130 K8 FTC 2000G A5 MIG29 Jet Fighter လေးတို့ဖြင့်ဝက်လူရဲစခဲကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်2024ခုနှစ်ဩဂတ်လ10ရက်နေ့ကလည်းနထိုးကြီးမြို့ပေါ်ရှိစစ်ကောင်စီတပ်စခန်းနဲ့ရုံးဌာနအချို့ကိုတော်လှန်ရေးအင်အားစုတွေဝေရောက်တိုက်ခိုက်ခဲ့မှုပြီးမြို့ပေါ်ရှိဌာနအချို့နဲ့ရဲစခဲကိုလည်းမိရှုဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်